ကိုကြီးချင်းရွှေကျွန်တော်ကအကောင်းဆုံးလုပ်ပေးပါမယ် ဝလင်းကဝဲခဲကနေထွက်လာပါတယ်။ရွှံပေါ်ရဲ့မူလဝိညာဉ်ကိုသူ့ရဲ့တလုံးအိတ်ထဲကိုပြစ်ထည့်လိုက်ပြီးလှဲလိုက်ပြီးတွေ့မနေပဲသူ့ရဲ့တတိယမျက်လုံးကိုဖင်လိုက်ပါတယ်။အနီအောင်ယောင်ချီရလည်းပြန့်နှံ့သွားပြီးဝဲခဲကိုပိတ်ဆို့လိုက်တဲ့အတွက်မူလဆွေးရင်းနေရာထထွက်လာပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်။ရွှေအောင်နဂါကြီးကလည်းဟင်းအောင်လိုက်ပြီးချက်ချင်းပဲဥတီယာပြောင်းလိုက်ပါတယ်။အရင်အောင်မြန်တဲ့အတွက်ဝဲခဲရဲ့နားကိုချက်ချင်းပဲရောက်သွားပြီးအထဲကိုဝင်သွားပါတယ်။ဝဝင်ချင်းမဲ့ရွှေအောင်အလင်းကတတိယမျက်လုံးကအနီအောင်အလင်းနဲ့တိုက်မိသွားပါတယ်။အနီအောင်အလင်းထဲမှာသူ့ကိုယ်သူနော်တုံလို့စီနိုင်တဲ့အစွမ်းတစ်ခု ုကရှိနေတဲ့အတွက်အန်းတင်သွားပါတယ်။သူဝရင်းရဲ့အနီရောင်လင်းကအရန်ဦးမှာအားနေနေတဲ့အတွက်သူ့အတွက်ချင်းချောင်းမှုမရှိပေမဲ့သူ့ရဲ့နှလုံးသားရဲ့နည်းနည်းရမှာခန်းစားချက်ကအရန်ဦးမှာတိတာပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကမရွယ်ပဲရတန့်သွားပါတယ်။ ဝလင်းကငကားကြီးရဲ့ခေါင်းကိုမြင်တော့တွန့်လို့သွားပါတယ်အရန်အောင်မှနီးကပ်နေတဲ့ဖီးယားတစ်ခုကြောင့်အသက်ရှူမြန်သွားပါတယ်တဖက်လူကခနာဒရရတန့်သွားတဲ့အချိန်မှာဝလင်းကအနီနာအသားနှံ့ထဲကိုတိုးဝင်သွားပါတယ်အောက်ဘက်ကိုမသွားဘဲအပေါ်ကိုအလီမြန်နဲ့တက်သွားပါတယ်ထွက်ပြေးနေဝလင်းကလက်တစိတ်တစ်ခုကိုဖဲလိုက်ပြီးသူထောင်ထားခဲ့တဲ့အရန်အစီစဉ်တွေကိုခန်းဆောင်မိပါတယ်ဝလင်းရဲ့မျက်နှာကလည်းမှိုက်ညွတ်ပြီးရဆက်တဲ့အမူအရာနဲ့ဖြစ်နေပါတယ် ရွှေအောင်ငကားကြီးရဲ့အီယမခန်းတော်ကဝလင်ထက်အများကြီးကိုပုံမြင်ပါတယ်။သူ့ရဲ့အမြင်မှာဝလင်ကပျော်စိတ်လောက်ပဲရှိပါတယ်။ထိုကဲ့သို့ပျော်စိတ်ကရွှံပွဲရဲ့မူလဝိညာဉ်ကိုသူ့ရဲ့ရှေ့ကနေလူ့ရေးပါတယ်။ထိုရာကောင်းကင်ကိုဒေါသထွက်အောင်လို့လုံးနေသလိုပါပဲ။ထိုပျော်စိတ်ကိုတတ်ဖို့ဖုံမှုထုတ်စီရအောင်မလိုပါဘူး။လိုင်းနေရင်ဟင်းအောင်လိုက်ပါတယ်။ ထိုဟိန်သက်မှာမူလဆွမ်းရင်ကပေါဝင်ပြီးအရန်ဥမမြန်မာတွေရှေ့ကိုထုံတိုးဝင်ရောက်လာတာကြောင့်ပုံဝင်ချင်းအသားနည်းရတွေကတုံခေါက်သွားပါတယ်ဝလင်းရဲ့ခနာကူကလည်းတုံခါပြီးသွေးများထွက်လာပြီးမရက်ပဲထူအားကိုအတုံးချပြီးပို့ပြီးရောမြန်အောင်လို့လှုပ်လိုက်ပါတယ်ပောက်ကွဲ ဝလင်ကអော်လိုက်ပါတယ်ရှေးကိုတိုးနေရင်သူ့ရဲ့မူလဝိညာဉ်ဟာတုန်ခါသွားပါတယ်ရှေးအောင်နှဖះခန္ဓာကိုယ်အသာမရှိရင်ပောက်ခွဲပြီးတော့တည်ဆုံးသွားမှာပါယခုတော့ရန်အောင်မှနာကျင်နေရပါတယ်ဒိုးရတဲ့ကြောင်းမှုကတော့မရှိပါဘူးအော်ဟင်းနေရင်လာမင်းဖိမ့်မှန်ဆောင်းမွေရဲ့အာနေချက်တွေမှာပွက်ထားတဲ့ပြန်တန်နေတဲ့ဓာတ်တွေကပောက်ခွဲသွားပါတယ်လာမင်းဖိမ့်မှန်ဆောင်းမွေကရန်အောင်အာနေတဲ့နေရာတွေအများကြီးမှာရှိပါတယ်ထိုပောက်ခွဲမှုတွေဟာတိတ်ပြီးတော့မထိခိုက်စေနိုင်ပေမဲ့ထိခိုက်သွားရင်တော့မွေကြီးအတွက်မတွင်းဝင်းစရာနာကျင်မှုကိုဖြစ်စေနိုင်ပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်မွေကြီးရဲ့ဒေါသအထွန်းထဲကိုရောက်သွားပါတယ်ဒိုးရတဲ့ထိုနေရာကို ်ရှာတွေ့ဖို့ဆိုတာလူတွေအတွက်အတော်လေးဥမာခက်ပါတယ်မတော်တဆထိမိရင်တော့လာမင်းဖိမန့်ဆောင်းမွေကိုတိတ်ပြီးတော့မထိခိုင်းနိုင်ပါဘူးသူဝရင်ဝလင်းတွဲတော့ခွာပါတယ်ယခုလာမင်းဖိမန့်ဆောင်းမွေရဲ့အာနေချက်နေရာအလုံးကိုပောက်ကွဲသွားတဲ့ဒပြန်နေရာဒပြန်နဲ့ထဲထိမှန်သွားပါတယ်ထို့ကဲ့သို့နာကျင်မှုကအရင်တုန်းကဒဏ်ရာတုန်းကထက်မလျော့နေပါဘူးငွေကြီးရဲ့ခနာကူကလီဟာနေထဲမှာဥတီချံပဲလှဲနေရတာနဲ့ယခုတော့ရန်ဦးမှာတုံခွာလာပါတယ်ပြီးတော့မွေပိုက်ထဲကနေဒေါသတကြီးဟိမ့်တက်များကလည်းထွက်လာပါတယ်ငွေကြီးရဲ့ခနာကူကကောင်းကင်နဲ့မြေကြီးကိုဖြောင်းမြေဖြစ်သွားသလိုတုံခါမှုတစ်ခုကဖြစ်ပေါ်လာပါတယ် ်ငွေကြီးရဒေါသတကြီးဟင်းအောင်လိုက်ပါတယ်ဒီတစ်ခါသူ့ရဲ့ခန္ဓာကိုယ်ကိုဆန့်ထုတ်ပြီးဗဇက်ကိုဟားလိုက်ပါတယ်ဘိုက်ထေးရအရာအလုံးကိုထုတ်ပြေးချင်တယ်လို့ပို့ပြီးတော့မြင်မြန်ယူလျားလာပါတယ်ဗဇက်ကနေအပြပင်းရလည်းထွက်လာပါတယ်ထိုးအချိန်မှာထွက်ပြေးနေတဲ့ဝလင်းကိုရွှေရောင်နဂါးကြီးကဖမ်းပြီးတော့မလို့ရှိတော့အားတစ်ခုကဝလင်းရဲ့ခန္ဓာကိုယ်ကိုဝင်းရလိုက်ပါတယ်ဝလင်းကမရက်ပဲအရန်အောင်မြန်တဲ့အမျက်နှုံးနဲ့အပေါ်တွန်းနေခံလိုက်ရပါတယ်အပေါ်ကအသားနည်းရလည်းပွင့်သွားပြီးငွေကြီးရဲ့ဗဇက်ကိုဓာတ်ရိုက်လမ်းဖွင့်ပြလိုက်သလိုပဲဝလင်းတယောက်ထဲမဟုတ်ပါဘူးရွှေရောင်နဂါးကြီးကလည်းအတူတူပါပဲသူ့ရဲ့ခန္ဓာကိုယ်ကလည်းမထိနိုင်တော့ပဲအားတစ်ခု ကတွန်းနှိပ်ခံလည်းရပါတယ်ဒီလိုပဲဝဲကြီးရဲ့ထဲမှာလက်တဖက်နဲ့တိုက်ခိုက်နေတဲ့ချင်းရွှေရလည်းအလူလျောက်အပေါ်တွန်းနှိပ်ခံလည်းရပါတယ်ရီမူစီဝူဒိုချန်ကလည်းမလွတ်မြောက်နိုင်ပါဘူးသူတို့ကလည်းထိုအားကြောင့်တွန်းနှိပ်ခံရပြီးအကွဲချောင်းကနေထွက်လာပါတယ်လာမင်းဖိမဲ့ဆောင်းမှုရအမှောင်ထဲမှာဆက်ပြီးတော့ဟိယောင်းနေပါတယ်အစုံမဲ့အားရရမွေကြီးရဲ့ဖိုက်ထဲကနေတွန်းထုံနေပါတယ်ရွှေအောင်တစ်ချက်ကလည်းလက်သွားပြီးရွှေအောင်နဂါကြီးရဲ့ခန္ဓာကိုယ်ကအယုံဆုံးထွက်သွားပါတယ်မကြခင်မှာပဲဝန်လင်းရလည်းပေါသွားပါတယ်အဲဒီနောက်မှာတော့ချင်းရွှေရီမူစီနဲ့ဝူဒိုချန်အားလုံးကလီဟာနေထဲကနေထွက်သွားကြပါတယ် ဝယ်လင်ကအပြင်ကိုရွေးောက်ချင်းမှာပဲမူလဆွမ်းရင်နဲ့ကောင်းကင်မူလဆွမ်းရင်ကိုတစိမ့်ခတ်လိုက်ပါတယ်။သူကရင်ဘာမှအသုံးမပြောဘူးမူလဆွမ်းရင်ကအမြန်ပြောက်သွားပြီးကန့်သက်ချက်တွေကသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကိုကျောက်လာပါတယ်။ကောင်းကင်မူလဆွမ်းရင်ကလည်းအထူးထူပါပဲ။ရှေးအောင်နှဖျားခန္ဓာကိုယ်ကသာဘာမှမထိခိုက်တာပါ။ဝလင်းရဲ့မျက်နှာမူရာကတော့ပုံမှန်ပါပဲအမြင်ပဲဆုတ်ခွသွားပါတယ်မူလဆွမ်းရင်ကိုနှိမ့်နှင်းခံရတာဝလင်းတယောက်တည်းမဟုတ်ပါဘူးရွှေအောင်နှကားရီမူစီနဲ့အခြားလူတွေကလည်းအတူတူပဲကြုံတွေ့ရပါတယ် ဒိုအားရင်ထိုလူတွေကထိုထူးဆန်းတဲ့နေရာအကြောင်းကိုသိနေကြပါတယ်။ရီမူစီကခင်ရောက်တသားသုံးချက်နဲ့ဝင်းရထားပြီးမျက်နှာဖြူဖြောနေပါတယ်။လုံအောင်တော့မတားဆီးနိုင်ပေမဲ့နှိကွေးတောင်းတော့လုံးနိုင်ပါတယ်။မမြင်ရတဲ့အလင်းတစ်ခုကရွှေရောင်နှကောင်ကိုဝင်းရထားအကြောင်းတစိမ့်ခက်ခန့်မှုကိုအနေနဲ့ခုခွက်နိုင်ပေမဲ့ရီမူစီရဲ့နီလန်လောက်တော့တိတ်မကောင်းပါဘူး။ဘူရိုချန်ကတော့အပေါ်ပါဆုံးမှာသူ့ရဲ့ပုံဝင်ချင်းကိုပြင်ပားနဲ့ကန်ကွက်ပေးထားတဲ့ဘူပေါင်းကြီးတစ်လုံးကရှိနေပါတယ်။ဒိုအားရင်ထိုဘူပေါင်းကတဖြည်းဖြည်းနဲ့ပြက်ကွက်သွားအကြောင်းမူလဆွဲရင်အစမပြက်ဖိတင်းပေးနေရပါတယ်။ ချင်းရွှေကတော့လက်ကိုဝင်လိုက်ပြီးမြေကြီးထောင်တဲ့အတင်းကျပ်တားစီပြင်မဲ့အကြာကြီးမထိန်းနိုင်ပါဘူးထိုအစားဝန်လင်းကတော့အပေါ်ပါဆုံးမှာသူ့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွမ်းရင်းကိုလိလုရှူလာပြီးလက်သီးကိုဆုပ်လိုက်ကရွှေအောင်နဂါကြီးကိုစိုက်ကြည့်ပြီးလောင်ပြုံပြုံပြုံလိုက်ပါတယ်တော်ရရင် သူကမရွေးပဲဆက်ပြီးတော့ဆုတ်ခိုင်းရင်တွေးနေပါတယ်အခုကအကောင်းဆုံးအခွင့်အရေးတော့မဟုတ်သေးဘူးစောက်ရအောင်မယ်လူတိုင်းကအပြင်ကိုထုတ်ပစ်ခံရတဲ့အချိန်မှာလာမင်းဖိတ်မှန်စောင်းမရဲ့ဟိမ့်တန်အထွက်လာပါတယ် နောက်ခုံးတစ်ခုသားမှဝဲကြဲတစ်ခုကပေါ်လာပြီးလူတယောက်ကထွက်လာပါတယ်ထိုလူကမထင်မှတ်ပဲဂျီရှန်ထန်းဖြစ်နေပါတယ်သူကတော့ဂျီရှန်ထန်းရဲ့မျက်လုံးတွေကမင်းဖြုံးနေပြီးတခါတည်းရုံကန်းနေတဲ့ရေအောင်တွေကိုပြနေပါတယ်ခနာကြမှာအဟိလိုက်ပြီးမွေးမျက်လုံးကြားဝဲကြဲကနေထွက်ပြန်သွားပါတယ်ဝင်လင်းရဲ့မျက်စံကလည်းချုပ်သွားပြီးမကြခင်မှာပဲတောက်ပါလာပါတယ်နှလုံးခုန်တန်းကလည်းမြန်လာပါတယ်ရှီအောင်နှဖျားရဲ့ခနာကူနဲ့ဂျီရှန်ထန်းရဲ့ခနာကူကနေရှီအောင်နှဖျားရဲ့အချိန်ကိုခန်းစားမိပါတယ်သူ့အမြင်အရထူဂျီရှန်ထန်းကရှီအောင်နှဖျားရဲ့ခြေတလုံးကနေဖန်တီးထားပါ ပို့ပြီးတော့တတိကျပြောရမယ်ဆိုရင်ရှီယောင်းနှဖျားရဲ့ခြေတလုံးနဲ့ပေါင်းဆက်ထားအကြောင်းကောင်းကင်ဘုံသားကျင့်ကြံသူဒါမဟုတ်ရှီယောင်းနှဖျားမဟုတ်တဲ့တရှိမှုတစ်ခုဖြစ်လာတာပါရှီယောင်းနှဖျားရဲ့ရုပ်သေးနီးပညာဝလင်ကထူစီရဲ့မညံ့ထဲရနေအရွယ်ရောက်ပြီးရှီယောင်းနှဖျားတယောက်ကပဲအုံပြုနိုင်တဲ့နီးပညာတစ်ခုကိုချက်ချင်းပဲပြန်ပြီးတော့သတိရလိုက်ပါလေဂျီရှန်ထျန်ရဲ့ခန္ဓာကိုယ်ထဲမှာရှီယောင်းနှဖျားရဲ့ခြေတလုံးကရှိတယ် သူ့ကိုဆွဲယူလိုက်မယ်ဆိုရင်ရှီယောင်နှဖျားရဲ့ဆွမ်းရဲ့အမွေနဲ့အစိပ်ပိုင်းတစ်ခုကိုရနိုင်တယ်။ကျဲတလုံးနဲ့ပေါင်းဆက်ထားတဲ့ရှီယောင်နှဖျားရုပ်တရားကျဲတလုံးပိုင်ရှီယောင်နှဖျားနဲ့ဆွားချင်းအတူတူပဲ။ဂျီရှန်ထန်းရဲ့ကျဲဟာကျဲရှစ်လုံးရှီယောင်နှဖျားစီရနေလာတာ။ဂျီရှန်ထန်းကလည်းဟင်းယုံလိုက်ပြီးပုတ်လိုက်ကအတန်တရာထပေါက်လာပြီးပောက်ကွဲသွားပါတယ်။သူ့ရဲ့အချိန်ကမြေအောင်လို့ကိုမြားနိုင်အောင်မြန်ပါတယ်။တင်းနီယောရှူပြောင်းချင်းဒီပညာကတော့သူ့လောက်မမြန်နိုင်ပါဘူး။ပောက်ကွဲတဲ့နေရာပိနစ်ထပ်သွားတဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကရွှေအောင်နှကားနားကိုရောင်းနေနေပါပြီ။သူကထိုးလိုက်တဲ့လက်သီးကြောင့်ရွှေအောင်နှကားကြီးကတုံတက်သွားပြီးသူ့ရဲ့အများကြီးကထွက်လာပါ ါတယ်။ရွှေအောင်နဂါတီရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကရက်စက်စွာနဲ့နောက်ကိုပြန်ပြီးတော့လွန်ထွက်သွားပါတယ်။ရွှေအောင်နဂါတီကလွန်ထွက်သွားတဲ့အခိုက်မှာဂျီရှန်ထန်ကရုတ်တရက်ပြတ်ကွက်သွားပြီးဝူဒိုချန်ကိုဝိုင်းနာတဲ့ဘူပေါင်းကပောက်ကွဲသွားပါတယ်။ဝူဒိုချန်ရဲ့ရှင်ဘက်ကလက်တီနဲ့ထိုးခန့်လိုက်ရသလိုခြိုက်ဝင်သွားပြီးအပေါက်တစ်ခုကပေါ်လာပါတယ်။သူကသွေးများအန်ထွက်လာပြီးနိုင်ရိုးရီယာချိုးသွားပါတယ်။ထိမ့်တဲ့နေကြားနဲ့သူကနောက်ကိုပြန်ပြီးတော့လွန်ထွက်သွားပါတယ်။ဒါနောင်ပြီးသေးပါဦး။ရွှေအောင်နဂါနဲ့ဝူဒိုချန်ကလွန်ထွက်သွားတဲ့ရီမူစီကိုဝိုင်းနာတဲ့ခန်ရောင်တသားပြားကြီး၃ခုကမျက်စံစွာနဲ့လေပတ်လာပါတယ်။ဟင်းရောက်တန်တွေကလည်းထွက်ပေါ်လာပြီးလုံဝ ားနီးပါးလေလုံနဲ့ကာကွယ်ရေးဖြစ်ပေါ်လာပါတယ်။ဒူဝါရင်ဂျီရှန်ထန်အရန်အောင်မြန်တော့လေပန်းနေတဲ့ခင်ရောက်သသားပြားကြီး၃ခုကြားအပေါ့ကိုရှာတွေ့သွားပါတယ်။သူ့ရဲ့လက်တီးကထုပ်ပုတ်ဝင်ရောက်ပြီးရီမူစီကိုထိမှန်သွားပါတယ်။ရီမူစီရဲ့ပါဇက်ထောက်ကနေတွေးများကလည်းစီးကြလာပြီးနောက်ကိုဆုတ်သွားပါတယ်။ချင်းရွှေရဲ့ခန္ဓာကိုယ်ရှိမှလှိုင်းနှင့်အများကြီးရပေါ်လာပြီးသူ့ရဲ့ဘဲဘက်မျက်လုံးကတောက်ပွားဆောင်နဲ့တောက်ပွားလာပါတယ်။ သူစီကိုတိုက်ခိုက်မှုတစ်ခုကရောက်လာတော့သူကနောက်ဆုတ်သွားပါတယ်သူကပို့ပြီးတော့နောက်ဆုတ်လေသူရှိကလှိုင်းနေရပို့ပြီးတော့ပင်ထန်လေပါခနာအကြမှာလှိုင်းနေရရုတ်တရက်ပို့ပြီးတော့ပင်ထန်လာပြီးချင်းရွှေရဲ့မျက်နှာဖျော့ဖျော့သွားပါတယ်ပြီးတော့သူကပို့ပြီးတော့မြန်မြန်ဆုတ်ခတ်သွားပါတယ်ထိုးရအားလုံးကမျက်စိတမိတ်အတွင်းမှာဖျက်ပြက်သွားတာပါ မျက်စိနဲ့ဖြစ်ဖြစ်ဝိညာဉ်အာယုံပဲဖြစ်ဖြစ်ကြီးချမ်းထမ်းမြောင်လို့မရနိုင်တဲ့အချိန်နဲ့မမီနိုင်အောင်မျက်စံလုံးပါတယ်။ကိုရဲရဲ့စိတ်ခန့်နိုင်တဲ့အစွမ်းကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွမ်းရင်းတွေကဖိနှိပ်ခံထားပါတယ်။ကြီးချမ်းထမ်းတိုက်ခိုက်မှုလိုင်းနေတဲ့အတူသူတို့ရဲ့ကျင့်ကြံမှုအဆင့်တွေကလည်းချက်ချင်းပဲကျဆင်းသွားပါတယ်။ဝလင်းကကြီးချမ်းထမ်းရဲ့အရေးကိုမမြင်ရပါဘူး။လေတိုက်ခိုက်လာတာကိုပဲခံစားရပါတယ်။ပြီးတော့အပင်းနဲ့တိုက်ခိုက်မှုတစ်ခုကသူ့စီကိုတက်တက်ဥတီလာပါတယ်။ဒါဝရင်ဝလင်းကလုံးဝမစိုးရင်ပါဘူး။တိုက်ခိုက်မှုကနီးကပ်လာတဲ့အချိန်မှာဝလင်းကခန္ဓာကိုယ်လှည့်လိုက်ပြီးရှီယောင်းနှဖျားခန္ဓာကိုယ်ကနေရတဲ့ထူ စန်းနဲ့အာယုံခန်းစားမှုအရကိုရက်ကိုဖယ်လန်းနဲ့ထိုးလိုက်ပါတယ်ကောင်ကင်းကိုတုံ့ဟီသွားတဲ့ပကွဲတန့်ပြီးတဲ့နောက်ဝလင်းကနောက်ကိုပြန်လွှင့်ထွက်သွားပါတယ်သူ့ရဲ့မျက်နှာကလည်းဖျော့ဖျော့သွားပြီးဗဇက်ထောက်ကနေသွေးများထွက်လာပါတယ်သူကရင်သူ့ရဲ့ရှေ့မှာဂျီချန်ထန်းကပထမအဆုံးအကြိမ်ဖြစ်ကိုရက်ကနေထွက်ပေါ်လာပါတယ်ဂျီချန်ထန်းကနှလန်းလောက်နောက်ကိုဆူသွားပြီးဝလင်းကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ဝလင်းကနောက်ဆုံးရဲ့အမြင်မြောက်အော်လိုက်ပါတယ်သူရဲ့ခနာကိုယ်ထဲမှာမူလဆွမ်းရင်ကမရှိဘူး။ဒါကြောင့်ဒီနီယာရဲ့ဒစိုက်ကန်တဲ့ချက်ကိုမခံရဘူး။ ်လုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာသူကအတော်လေးကိုတွန်းကျင်တယ်ပုံပဲအကြီးကဲကြီးရဲ့မူလဆွမ်းရည်ကပြတ်သွားပြီဒါကြောင့်အားလုံးပူပေါင်းပြီးတော့သူကမတက်ဘူးဆိုရင်အန်ရယ်ကရှိလာလိမ့်မယ်ကောင်လေး မင်းရဲ့ပစုပ်ပိတ်ခေါဆန်ရွှေအောင်ငကားကြီးရဲ့ခန္ဓာကိုယ်ကယူလျာလာပြီးသူ့ရဲ့ပက်လက်ကဒစိမ့်ငါကူကထူဆန်းတဲ့အလင်းနှံတွေကိုထွက်လွတ်လာပါတယ်။ဒစိမ့်ငါပါရဲ့အချိန်မှာသူ့ရဲ့ပက်လက်ကိုပြန့်နှံ့သွားပြီးဂျီရှန်ထန်းစီကိုမသွားဘဲဝလင်းစီကိုဥတီလာပါတယ်။ဒစိမ့်ငါပါရဲ့အချိန်မှာလေပက်လာပြီးရွှေအောင်ငကားကြီးကဟင်းအောင်လိုက်တာနဲ့အလင်းတန်းငါကူအဖြစ်ပြောင်းလဲသွားကဝလင်းစီကိုပြစ်လွတ်လိုက်ပါတယ်။ဝလင်းရဲ့မျက်လုံးလေးမှာအစ်စတဲ့အချိန်အောင်တစ်ခုကလည်းဖြစ်ပြေးသွားပါတယ်။ရွှေအောင်ငကားရဲ့ဤပညာကနေလွမြောက်နိုင်မှာမဟုတ်ဆိုတာသူကသိပါတယ်။ထို့ကြောင့်ဒစိမ့်ငါပါအချိန်မှာရှိမှရက်လိုက်ပြီးတွန်းဆုံးနေခြင်းမရှိဘဲရွှံပေါ်ရဲ့မူလဝိညာဉ်ကို ထုတ်ယူလိုက်ပါတယ်သူကအကွဲသောင်းအောင်လို့လုပ်တော့ပါမယ်အကြီးကဲရနောက်ထပ်တလန်လှမ်းရင် ဒီမူလာဝဉ္ဇဉ်ကိုဖျက်ဆီးပစ်မှာကိုအဆိုးမဆိုးပါနဲ့ဒသိန်၅ပါအရှိန်ဝါလည်းရုတ်တရက်ရက်တန့်သွားပြီးရွှေအောင်ငကားကြီးရဲ့မျက်လုံးတွေထဲမှာဒေါသများပြင်းထန်သွားပါတယ်သူရဲ့မူလာဆွမ်းရင်းကအရန်ဦးမမြင်မြန်ပြပြနေရနဲ့ဂျီရှန်ထန်းကဒဏ်ရာရရှိခဲ့တာကြောင့်မဟုတ်ရင်ဒီလိုချင်းချောင်းမှုကိုခံရမှာမဟုတ်ပါဘူးသူကရင်ယခုချိန်မှာတော့ဒေါသထွက်နေအောင်ကလွယ်ပြီးဘာမှမလုပ်နိုင်ပါဘူး။အဝေးမှာဂျီရှင်ထန်းကထူးဆန်းတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပြီးရုတ်တရက်ပြောက်ကွက်သွားပါတယ်။ရီမူစီရဲ့မျက်နှာအမူအရာကလည်းပြောင်းလဲသွားပြီးအမြင်မဲနောက်ဆုတ်သွားပါတယ်။သူကရင်သူ့ရဲ့အချိန်ကရန်ဦးမှာနေပါတယ်။ပြင်ထန်တဲ့တိုက်ပွဲတစ်ခုကိုခံလိုက်ရသလိုသူ့ရ ရဲ့ခန္ဓာပတ်လေးမှာပောက်ကွဲတန်တဲ့အဆူညံတန်များထွက်လာပါတယ်။ယခုချိန်မှာသူ့ရဲ့နှီးပညာအလုံးကရန်ဥမာနှီးပါတယ်။အတုံးပြုတ်လိုက်ခင်မှာပဲပျက်စီးသွားပါတယ်။ရီမူဇီကိုပို့ပြီးတော့ဖိနှိပ်နိုင်စေတဲ့အရာနှီးပညာတစ်ခုကိုတုံတဲ့အခါစွမ်းအများစုကကိုရဲကြောက်အာရုံသွားရပါ။နှီးပညာတွေရဲ့အပြေဝစွမ်းကိုပြသဖို့ဆိုတော့မဖြစ်နိုင်ပါဘူး။မဟုတ်ရင်သူကဒီလောက်ထိဆိုးရတဲ့အချိန်တွေမှာရှင်းနေမှာမဟုတ်ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွမ်းအင်းတွေကလည်းဆက်လက်ပြောက်ကွက်နေပြီးပိုပြီးတော့မြင်မြန်ပြောက်ကွက်သွားနေပါတယ်။သူ့ရဲ့ကျင့်ကြံမှုအစဉ်အားနိဗ္ဗာန်တန်းစင်ခြင်းအထွန်းထိပ်နောက်ဆုံးအဆင့်ထိကိုကျဆင်းသွားပါပြီ။ခနာအကြမှာယီမူစီကမူလဆွမ်းအင်းဆုံးရှုံးမှုကိုဖြူးမဆိုင်တော့ပါဘူး။သူ့ရဲ့လက်တွေကိုဖင့်ပြီး တတုံး level တစ်ခုသူကအဟိလိုက်ပါတယ်ခင်ရောတတုံးတုံးတုံးနဲ့ရတစ်ခုကအလင်းမုံမွားတွေအဖြစ်ပြုတ်ကွဲသွားပြီးသူ့ရဲ့ကိုပိုင် level ကိုဖန်တီးလိုက်ပါတယ်ပုံဝင်ချင်းကီလိုမီတာ90နဲ့မီရလဲချက်ချင်းပဲစိတ်ခက်ခံလိုက်ရပါတယ်သူကရင်ဂျီချန်ထန်းကပို့ပြီးတော့မြန်ပါတယ်ကီလိုမီတာ90နဲ့မီကိုစိတ်ခက်နေတဲ့အချိန်မှာသူကတလန်းနောက်ဆုတ်ပြီးပြတ်ကွက်သွားပါတယ်တော်လို့ပြီး အခြားဘာမှမလုပ်ခင်ဒီဂျီရှန်ထန်ရဲ့ရုပ်သေးကိုအရင်တက်ရအောင်ဝူဒိုချန်ရဲ့မျက်နှာကသူ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့အများကြီးကြဆင်းသွားလို့မှိုင်းညွှန်းနေပါတယ်။ဟိန်ဟောင်ရဲ့သူကတလန်လှန်လိုက်တော့ဘူပေါင်းနဲ့အများကြီးအားထွက်လာပါတယ်။သူ့ရဲ့ထိန်ချုပ်မှုအောက်မှာဘူပေါင်းတစ်လုံးကယီမူစီစီကိုတက်တက်ပြစ်လွတ်လိုက်ပါတယ်။ကွန်ရက်ပြတ်သုံးချင်းဝူဒိုချန်ရဲ့လက်တွေကလက်ရစိတ်တစ်ခုကိုဖိလိုက်ပြီးရှေ့ကိုညွှန်လိုက်ပါတယ်။ဘူပေါင်းတစ်လုံးကနေနှလုံးနှလုံးကနေလေးလုံးအထိနေမီတစ်ဝိုက်ကိုဝင်းရံသွားပါတယ်။ထိုးအချိန်မှာဘူပေါင်းတစ်လုံးကရုတ်တရက်ပြိုကွဲသွားပါတယ်။ဝူဒိုချန်ရဲ့မျက်လုံးတွေကလည်းတော့ပေါက်သွားပါတယ်။သူ့ရဲ့နှဖျားယုံကပြင်းထန်သွားပြီးပဝင်းချင်းကဘူပေါင်းအလုံး းကိုစူးစီးလိုက်ပါတယ်ပေါက်ကွဲပေါက်ကွဲတဲ့နေရာပိတ်နေထွက်သွားတဲ့အချိန်မှာရီမူစီယာမိုင်းညိုတဲ့မျက်နှာနဲ့သူ့ရဲ့တုံတော်အဲ့ကိုဝင်ရလိုက်ပါတယ်ပီတာဟောင်းချီတဲ့တတာတော်ကြီးကချက်ချင်းပဲပေါ်လာပြီးသူကဝင်ရလိုက်တဲ့နေရာစီကိုပြန်နှက်သွားပါတယ်အားကောင်းတဲ့တိုက်ခိုက်မှုတစ်ခုကပပေါင်းစုံကနေပြန်နှက်သွားပါတယ်ဒီချိန်ထဲမှာပဲရွှေအောင်ကညှိတွားပြီးတော့နောက်တစ်ခါပြန်လှည့်သွားပါတယ် ဂျီရှန်ထဲကဘာတိုင်မှမရပဲရွှေအောင်နဂါးနားမှာပြင်ပေါ်လာပါတယ်ပြီးတော့ရွှေအောင်နဂါးကိုဆက်ပြီးတော့ဘုံကျဲတိုက်ခိုက်နေပါတယ်ရွှေအောင်နဂါးကဆုတ်ခွာရင်ဟင်းအောင်လိုက်ပါတယ်သူကိုယ်သူလိမ်ပြီးဂျီရှန်ထဲကိုမြှထားဖို့အတွက်ပါဇက်ကိုဟားလိုက်ပါတယ်ဒူဝါရင်ပါဇက်ဟားတာနဲ့သူ့ရဲ့သွားအားလုံးကကျိုးပဲ့သွားပါတယ်ဂျီရှန်ထဲကရီတုဆွာနဲ့ရေမောလိုက်ပြီးဆုတ်ခွာသွားပါတယ်ပြီးတော့သူ့ရဲ့မျက်လုံးလေးကတပ်ပွားသွားပြီးဝလင်းတယောက်ထဲကသာနားလည်နိုင်တဲ့ဘာသာစကားတစ်ခုနဲ့ပြောလိုက်ပါတယ်ဒီနေ့မင်းတို့ထဲကဘသူကမှထွက်သွားလို့မရဘူး ဆုတ်ခွာရင်ဂျီရှန်ထင်းရဲ့ခန္ဓာကိုယ်ကပြက်ကွက်သွားပါတယ်ဝလင်းကတင်းငင်နေပြီးဂျီရှန်ထင်းကပြက်ကွက်သွားတဲ့အချိန်မှာသူ့ရဲ့ညာလက်သီးကိုဆုတ်ပြီးဘေးကိုထိုးလိုက်ပါတယ်ဒိုင်းကနေအတန်နဲ့တူဝလင်းရဲ့ခန္ဓာကိုယ်ကပြန်လဲသွားပြီမြေဂျီရှန်ထင်းကပြန်ပေါ်လာအောင်လို့အလုပ်ခန့်လိုက်ရပါတယ်ချင်းရွှေ့ရလည်းချက်ချင်းပဲချင်းကပ်လာပြီးသူ့ရဲ့ညာလက်နဲ့လက်တစိတ်တစ်ခုကိုဖိတ်လိုက်တော့မင်းနဲ့နေတဲ့လေဒီကပေါ်လာပါတယ်မင်းနဲ့နေတဲ့လေဒီကဟင်းရောက်နေတဲ့မင်းနဲ့နေတဲ့ငကားရှိကောင်အဖေပြောင်းလိုက်ပြီး ဂျီရှန်ထန်စီကိုအပြေးလွှားနဲ့တွန်းဝင်လာပါတယ်ဂျီရှန်ထန်ကထူးဆန်းတဲ့အဖြုံတစ်ခုကိုပြောင်းလိုက်ပါတယ်မင်းနဲ့နေတဲ့နဂါးတွေကရောက်လာတဲ့အခါသူကပြောက်ွက်သွားပြီဖြစ်ပါတယ်သူကပြောက်ွက်သွားရမယ့်အချိန်မှာဝန်လင်းရဲ့မျက်လုံးတွေကလိုဝတ်ဆန်းကျတဲ့အလင်းနက်တစ်ခုကိုထွက်လွတ်လိုက်ပါတယ်ရှီယောင်နှဖျားမီးဘိုကသူ့ရဲ့ပလက်မှာပေါ်လာပြီးမျက်စိတမိတ်အတွင်းမှာပဲပြောက်ွက်သွားပါတယ်ဝန်လင်းကပြန်ပေါ်လာတဲ့အခါဂျီရှန်ထန်ကဆုတ်ခွာသွားတဲ့နေရာမှာပါသူကပြန်ပေါ်လာပြီးရဲ့နောက်ရှီယောင်နှဖျားမီးဘိုကပြောက်ွက်သေးပဲဝန်လင်းကလက်သီးတစ်ချက်ကိုထိုးလိုက်ပါတယ်ဂျီရှန်ထန်ကချက်ချင်းပဲလှည့်ပြီးဝယ်လင်းရဲ့လက်သီးနဲ့ထိတ်တဲတွင်းအောင်လက်သီးတစ်ချက်နဲ့ပြန်ထိုးလိုက်ပါတယ် ဒိုင်းကနေအတန်တဲ့တူဝလင်းကတွေးရံပြီးနောက်ကိုပြန်ပြီးတော့တွမှုခံလိုက်ရပါတယ်တချိန်တည်းမှာပဲဂျီချန်ထန်းကလည်းနောက်ကိုပြန်ပြီးတော့အတွန်းခံလိုက်ရပါတယ်ထိုအချိန်မှာချင်းရွှေကလက်တစိတ်တစ်ခုကိုဖက်လိုက်တော့မူးစက်တဲ့အမြောက်များပေါ်လာပြီးဂျီချန်ထန်းစီကိုချင်းကပ်လာပါတယ်ဂျီချန်ထန်းကတော့ပြုံးဖဲပြီးသူ့ရဲ့မျက်နှာကိုတုံးကနောက်တစ်ဖန်ပြောက်ွက်သွားပါတယ်ဝလင်းရဲ့မျက်လုံးလေးမှာအစ်ဆက်တဲ့အလင်းနှံတစ်ခုကလည်းဖြည်းဖြည်းသွားပြီးအကိုကြီးကောင်းကင်မူလဆွမ်းရင်းနဲ့ကျွန်တော်ကိုကူညီပါသူကအော်လိုက်ပါတယ်တချိန်တည်းမှာပဲသူကလည်းညှိုးထိုးပြီးရက် သူကဟိလိုက်ပါတယ်စကားတစ်ခုနဲ့အတူဝင်လင်းရဲ့ကြန့်ရှိနေတဲ့မူလဆွေရင်နဲ့ကောင်းကင်မူလဆွေရင်အားလုံးကယူလျက်လာပါတယ်သူရဲ့ညာလက်ကနေတစဉ်ကိုင်းရက်ထဲကိုမရောက်သွားပါတယ်ချင်းရွှေရတွန်းဆုံမနေပဲသူရဲ့ညာလက်ကိုဝင်ရလိုက်ပြီးသူရဲ့ကြန့်ရှိနေတဲ့ကောင်းကင်မူလဆွေရင်တစ်ဝက်ကိုဝင်လင်းရဲ့ခနာဝူထဲကိုပုတ်လွတ်လိုက်ပါတယ် ဝလင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့ကုန်းကင်မူလဆွမ်းအင်ကအလွန်အမအစွမ်းထက်ပြီးသူ့ရဲ့ညာလက်ကနေတစဉ်ပြန်ထွက်လာပါတယ်ဝလင်းကရတန့်ချိန်ဤပညာကိုပထမဆုံးအကြိမ်ဖြစ်ယူသွစွာသုံးခဲ့ပါတယ်ထို့ရတန့်ချိန်ဤပညာရခင်ရသုံးခဲ့တဲ့ရတန့်ချိန်ဤပညာတွေထက်ကျော်လွန်နေပါတယ်ရဲဆိုတဲ့စကားတစ်ခုနဲ့ဂျီရှဲထဲခန္ဓာကိုယ်ကကိုယ့်ရဲ့ထဲမှာရတန့်သွားပါတယ်အဝေးမှာရီမူစီကမြန်ဆန်တဲ့ရွှေလျားနေပါတယ်ထိုနေရာကတစိကတင်းနီယာရှင်ပြောင်းချိန်ဤပညာကိုတားဆီးထားပေမဲ့သူ့ရဲ့မျက်နှာကတော့မနှီးပါဘူးသူကနီကတ်မလာခင်မှာသူ့ရဲ့လက်တွေနဲ့လက်တစိတစ်ခုကိုဖယ်လိုက်ပါတယ်တုံးဆုံးမနေပဲသူ့ရဲ့ရှေ့မှာ ပုံအိတ်တသားတော်ကမြန်ဆန်နဲ့လေပတ်လာပြီးတသားဓာတ်ထောင်အဖြစ်ချုပ်သွားပါတယ်ထိုတသားဓာတ်မူကျိုးလိုမြန်ဆန်စွာနဲ့ဂျီချန်ထဲရဲ့ခေါင်းကိုထိုးပေါက်ဝင်ရောက်သွားပါတယ်ဓာတ်ထောင်ကဂျီချန်ထဲရဲ့ခနာကိုထိုးပေါက်ဝင်ရောက်သွားတဲ့အခါပောက်ကွဲတံများထွက်လာပါတယ်ပြီးတော့တသားဓာတ်ရုတ်တရက်အစွမ်းအပြည့်နဲ့ အစိပ်ပိုင်းတစ်ခုအဖြစ်ပေါက်ကွက်ထွက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပြုတ်ကွယ်သွားပါတယ်။တစ်ချိန်တည်းမှာပဲဝူဒိုချန်သူ့ရဲ့လက်ကိုဖျင်းယမ်းပြီးမူလဆွေရင်တစ်ဘက်ကိုထွေးထုတ်လိုက်ပါတယ်။ထိုရာဘူပေါင်းမြောက်များအဖြစ်ပြောင်းလဲသွားပါတယ်။ထိုရာဝလင်းကဂျီချန်ထဲကိုရတနေတဲ့အချိန်မှာပဲလွတ်လိုက်တာပါ။သူကနီးကပ်လာပြီးဘူပေါင်းနေရာဂျီချန်ထဲကိုဝင်ရံပြီးပေါက်ကွက်သွားပါတယ်။ရွှေအောင်နဂါကလည်းရှိပါသေးတယ်။ယခုချိန်မှာဂျီချန်ထဲအပေါ်သူ့ရဲ့အမုံတရားအလိုမှပြင်းထန်နေပါတယ်။ဟိဟောက်ရင်ဓာတ်စင်၅ပါးပုံဆက်ပြီး မမျော်လင့်ပဲပုံရိပ်တရဖူတစ်ခုကဖြစ်လာပါတယ်ထိုတရဖူကဂျီရှန်ထန်းစီကိုချက်ချင်းပဲချင်းကပ်လာပြီးသူ့ရဲ့ခေါင်းပေါ်ရဆက်ဆွာနဲ့ဖိချလိုက်ပါတယ် ်ရှီယောမကွန်ဆိုအိုဂျီတောင်းအောင်စလုံးကတပိနဲ့ထဲတိုက်ခိုက်လိုက်ကြပါလေဂျီရှန်ထန်းရလေအဟိပီရုံကန်ဘူးအတွက်စူးစမ်းပေမယ့်နောက်ကျသွားပါပြီတစ်သားရာဘူပေါင်းနေနဲ့တရဖူတပိနဲ့ထဲကြောက်လာတဲ့အခါခြေလောင်နဲ့ပောက်ခွေးတန်တို့ကထွက်လာပါတယ်ပြီးတော့ဂျီရှန်ထန်းရဲ့ခန္ဓာကိုယ်ကရုတ်တရက်ပြုတ်ခွဲသွားပါတယ်အသားနဲ့သွေးတွေအမြောက်အများလည်းပြန်ကျဲသွားပါတယ်ဝင်လင်းရဲ့မျက်လုံးထဲမှာသူ့ရဲ့နှစ်ပေါင်းတစ်ထောင်ကျဉ်ကျဉ်မှုတခြားရှာပါပေါ်လာတတဲ့လောဘစိတ်အရေးအောင်နေရာပေါ်လာပါတယ်ရှီယောနှစ်ဖျားမိဖို့ကသူ့ရဲ့ပက်လက်မှာပေါ်လာပြီးဂျီရှန်ထန်းရဲ့ပြုတ်ခွဲနေတဲ့ခန္ဓာကိုယ်စီကိုချင်းကပ်သွားပါတယ်မျက်စိတမဲ့အတွင်းမှာပဲသူ့ရဲ့ရှာပြားက ကိုကိုက်ပြီးရှေယုံနှဖျားသွေးတဘောကိုထွေးထုတ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့ပါးစပ်ကိုဟပြီးရီတုစွာနဲ့ရှူသွင်းလိုက်ပါတယ်အစွမ်းအမွေဆက်ခန့်ခြင်းဂျီရှန်ထဲရဲ့ဖြူကွဲနေတဲ့ခန္ဓာကိုယ်ကလက်သီးဆုပ်ရွယ်ခြေတလုံးကနေနူးညံ့တဲ့အလင်းနှံတစ်ခုကိုထွက်လွတ်နေပါတယ်ထိုအရာရှေယုံနှဖျားရဲ့အစွမ်းကိုထွက်လွတ်နေရပါ ဝလင်ကအသက်ကိုရှူစင်လိုက်တဲ့အခါခင်ရောင်ကျဲကြီးကတုံခါပြီးသူ့စီကိုတွန်းဝင်လာပါတယ်ဝလင်ကဆုပ်ယူလိုက်တော့မယ်ဆိုတဲ့အချိန်မှာပဲလာမင်းဖိတ်မှန်ဆောင်းမွေကအဟိလိုက်ပါတယ်အင်မတန်အောင်မအင်အားကြီးမာတဲ့ရှေးအောင်တစ်ဖက်အချိန်မှာကလာမင်းဖိတ်မှန်ဆောင်းမွေစီကနေပေါက်ကွက်ထလာပါတယ်တစ်ချိန်တည်းမှာပဲရေမူစီနဲ့ဝူဒိုချန်တို့ရဲ့မျက်လုံးလေးမှာလည်းထူးဆန်းတဲ့အလင်းတန်းနေရာဖြစ်ပြီးသွားပြီးသူတို့နှစ်ယောက်စလုံးကခင်ရောင်ကျဲကြီးစီကိုတွန်းဝင်သွားပါတယ်ဒိုဝါရင်နောက်ဆုံးတိုက်ပွဲမှာမူလဆွမ်းရင်းနဲ့အများကြီးကိုတွန်းခဲ့တာကြောင့်သူတို့ရဲ့ချင်းချံမှုအဆင့်ကနိဗ္ဗာန်အမြင်ရုံအဆင့်ထိကိုတန်းပြီးတော့ကြဆင်းသွားပါတယ်နှစ်ယောက်သာခင်ရောင် PSC ကိုမတူညီတဲ့ထောင်းတစ်ခုကနေအမြဲတမ်းတိုးဝင်သွားပါတယ်။ဝလင်ရဲ့မျက်လုံးနဲ့ထဲမှာယူသမှုများကလည်းပေါ်လာပါတယ်။သူတို့နေရာကနီးကပ်လာတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကနေပောက်ကွဲတာများထွက်လာပြီးတစကြီးထွက်လာကကျေကြီးကိုတစ်ချိန်နဲ့မျိုးချလိုက်ပါတယ်။ကျေကြီးကိုမျိုးချလိုက်တဲ့အချိန်မှာဝလင်ရဲ့ခန္ဓာကိုယ်ထဲကနေမျိုးကျင်းနေစရာဆွမ်းအားတစ်ခုကပောက်ကွဲထွက်လာပါတယ်။ထိုဆွမ်းအားကပောက်ကွဲထွက်လာပြီးရင်တော့သူကယူတယောက်လို့ဆုတ်ခတ်သွားပါတယ်။သူ့ရဲ့ခန္ဓာအတွင်းပိုင်းနဲ့အပြင်ပိုင်းမှာအချိန်ဝါတစ်ခုကယူလျားနေပြီးအစွမ်းထက်တဲ့ခံစားချက်တွေနဲ့ပြင်းထန်နေပါတယ်။သူရှိရအရာအလုံးကိုသူကလက်တီးတစ်ချက်နဲ့တင်ဖြည့်ဆည်းပြနိုင်မယ်လို့ 看啥吧的。 သူကရင်မောလိုက်ပြီးဆုတ်ခွနေရင်သူ့ရဲ့ခန္ဓာကိုယ်ကရုတ်တရက်ပြောင်းလဲသွားပါတယ်။ပောက်ကွဲသားများထွက်ပေါ်လာပြီးရုတ်တရက်ပြရပောင်းများစွာမြင်းနဲ့အီယာမတ်တတော်ကြီးဖြစ်သွားပါတယ်။အလုံးမအစံထက်တဲ့အချိန်မှာလည်းရုတ်တရက်နေရာနှံ့ကိုပြန့်နှံ့သွားပါတယ်။ဝန်လင်းရဲ့မျက်ခုံကြားကဝတ်ထားတဲ့ရှေးအောင်နှဖျားချေရလည်းခိုင်မာသွားပြီးရခင်ရချေသုံးပွင့်ရချက်ချင်းပဲချေလီပွင့်ဖြစ်သွားပါတယ်။ထိုအရာတွေကတကယ်ကျယ်တွေပါ။ထူစီရဲ့အမွန်နစ်ကနေရရှိလာတဲ့တော်ဝင်သွေးမျိုးနွယ်ဟာချေလီပွင့်ရှေးအောင်နှဖျားပါ။ထိုအရာတမန်ချေလီပွင့်ရှေးအောင်နှဖျားတွေနဲ့မတူညီပါဘူး။ဝန်လင်းရဲ့ခန္ဓာကိုယ်ထဲကပောက်ကွဲသား က်နေရလဲပို့ပြီးတော့ပြင်ထန်လာပြီးပေတစ်ထောင်လောက်မြင်းတဲ့အထိကြီးထွားလာပါတယ်အာကြီးရဲ့အချိန်ကရုတ်တရက်ရုတ်တရက်လို့ပြန့်နှံ့သွားပါတယ်ရီမူစီဝူရိုချန်နိုရဲ့မြုံဝင်းနေရလဲဝလင်းကိုစိုက်ကြည့်ရင်ချုပ်သွားပါတယ်ဝလင်းကလက်တီးကိုဆုပ်ကိုက်လိုက်ပြီးရင်မောလိုက်ပါတယ်ကဘာကြီးကိုထိန်းချုပ်နိုင်တဲ့ခန်းစားချက်ကသူ့ကိုယုံကြည်မှုတွေနဲ့ပြင်းထန်စေပါတယ်ထို့အချိန်မှာသူကရုတ်တရက်လှည့်လိုက်ပြီးသူ့ရဲ့အီယမခန္ဓာကိုကြည်ရရီမူစီနဲ့ဝူရိုချန်ကိုကြော်ဖြတ်ပြီးအန်အသင်းစွာနဲ့စိုက်ကြည့်နေတဲ့ရွှေအောင်ငကားကြီးစီကိုတက်တက်တိုးဝင်သွားပါတယ်ရွှေအောင်ငကားကြီးကအချိန်မုံများစွာဒဏ်ရာထားပြီးနီးပညာတွေအများကြီးကိုတုံးခဲ့ရပါ တယ်ထပ်ပြီးတော့သူ့ရဲ့မူလစွမ်းရည်အများကြီးရလဲဒစိခက်ခန်နာရတာကြောင့်သူထုတ်ဖော်ပြသနိုင်တဲ့စွမ်းအားကနိဗ္ဗာန်အမြန်ရုံအစင်းအစောပိုင်းအစင်းကိုတဏ္ဍကြီးကျဆင်းသွားပါတယ်ပီတာထောင်မြင့်နဲ့ဝင်လင်းရဲ့ခန္ဓာကိုယ်ကြီးကသူ့ဆီကိုတွန်းဝင်လာတာကိုမြင်တော့ရွှေအောင်ငကားကြီးကငကားဝင်းကိုဝှထားတဲ့လူတယောက်ဖြစ်အမြင်မဲ့ပြောင်းလဲသွားပါတယ်ပြီးတော့သူကဆုခသွားရဲ့လက်ဒစိတစ်ခုကိုဖဲလိုက်ပါတယ်သူ့ရဲ့ခေါင်းပေါ်ကကြောက်ဆောက်လောက်ငါးခုကလည်းအမြင်မဲ့လေပတ်သွားပြီးအစိတ်မီသူကအဟိလိုက်ပါတယ်သူကပြောပြရင်တော့သူ့ရဲ့ခေါင်းပေါ်ကကြောက်ဆောက်လောက်တစ်ခုကမီးလောင်သွားပါတယ်အစွမ်းထက်တဲ့အစိတ်ပဝင်တဲ့အစိမ်းရောက်မီတော်ကဝင်လင်းစီကို ပြစ်လွတ်လိုက်ပါတယ်ဝယ်လင်းရဲ့အမူအရာကတော့မတူညီပါဘူးယခုထိတ်မှသူကကျင့်ကြံသူမဟုတ်တော့ဘဲစွာအမွေနည်းနဲ့မှညက်အမွေနည်းကိုရရှိထားတဲ့ရှေးအောင်နှဖျားပါကျယ်လေးပွင့်တော်ဝင်ရှေးအောင်နှဖျားပါဝယ်လင်းရဲ့ကိုဘွားရဲ့စွမ်းကိုလုံးဝတစိမ့်ခတ်တာပြီးသူ့ရဲ့ရှေးအောင်နှဖျားခနာကူရဲ့စွမ်းကိုပဲတုံးလိုက်ပေမဲ့ကျယ်လေးပွင့်ရှေးအောင်နှဖျားတပါထိုးရှေးအောင်နှကားကိုတပ်ဖို့အတွက်လုံလုံးတဲ့စွမ်းရှိနေပါလိမ့်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်